ဒါမျိုး၅ဘတ်တန်ခုနှစ်2540ကဘတ်9000ထိရောင်းနိုင်ပါเนาะဟုတ်ကဲ့ဗီဒီယိုရဲ့အသေးစိတ်ကိုလိုက်ကြည့်ကြမယ်ခင်ဗျဘာဖြစ်လို့၅ဘတ်တန်ကဘတ်9000ထိရောင်းလို့ရဆိုတော့အသေးစိတ်ရှင်းပြပေးသွားပါမယ်ဒီခုနှစ်2540ရဆိုရင်ဥမာထုတ်လုပ်တဲ့အရေအတွက်ကအခုရေ1600ပဲရှိပါနော်အဲကြောင့်မလို့ လက်ရှိပေါင်းစည်ကဘတ်1000ကနေဘတ်9000ထိရောင်းနိုင်မှာတို့မှာထုတ်လုပ်တဲ့အရေအတွက်တွေခုနှစ်တွေအများပြားရှိတယ်တို့ပေမဲ့ဒီ၅ဘတ်တန်နဲ့ပတ်သက်ပြီးတော့ရောင်းတန်းဝင်တဲ့ခုနှစ်ကနှစ်ခုပဲရှိတယ်အဲ့ဒါဘယ်ဟာလဲဆိုတော့ဒီခုနှစ်2540နဲ့ခုနှစ်2546ပဲဖြစ်ပါတော့ကျန်တဲ့ခုနှစ်တွေကရောင်းတန်းမဝင်သေးပါဘူးခုနှစ်2540နဲ့ ခု9546ပဲရမှာเนาะဒီ9ဗတ်တန်နဲ့ပတ်သက်ပြီးတော့ဒီခု9540ဆိုရင်ရောင်းရဈေးကအများဆုံးဖြစ်တယ်เนาะတစ်ခုကိုဗတ်9000ထိရောင်းနိုင်ပါတယ်เนาะဟုတ်ကဲ့ပါဒီချာလေးတိုက်ကြည့်ပါဒါလေးကဘာမှအထွေထူးကြည့်စရာမလိုเนาะခုနှစ်လူယုံနဲ့တစ်ခုကိုဗတ်1000ကနေဗတ်9000ထိ ရောင်းနိုင်မှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါရှိရင်ဆက်တွေ့လာပြီပါရောင်းရမယ့်ဆိုင်လိပ်စာကိုလည်းကျွန်တော် comment မှာ link ချပေးသွားပါမယ်အားလုံးကံကောင်းကြပါစေနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမှာခင်ဗျ